မင်္ဂလာပါမျိုးတို့ရေတည်တည်ချာချာလေးကြည်ပြီးရယ်ဝေဖန်မှုလေးတွေလည်းရေးခဲ့ပေးပါဦးလို့တောင်းဆိုချင်ပါတယ်ဒီဖြစ်စဉ်ကဟုတ်ပါမလားပေါ့နော်ကျွန်တော်ကတော့လုံးဝမထင်ပါဘူးတကိုင်းကိုတူရရောက်ကလွှမ်းတဲ့တိုင်းပြီးတော့လွှမ်းတဲ့တိုက်ဖြတ်ထားပြီးဘသူကအပေါ်မှာတက်ပြီးတော့ဖျားပုံတော်ဆွဲထားခဲ့တယ်လဲတော့မသိဘူးပေါ့နော်တခြားကြည့်မယ်နော်တကိုင်းကဒီမှာလွှမ်းတဲ့တိုက်ဖြတ်ပြီးအောက်ကိုလမ်းပြီးတောင်မှ အာပြုတ်အောက်ကိုကြားတဲ့အခါမှာလန်ပြီးတော့တွဲဆင်းတွဲပြီးတော့တော့မှဟိုမှာပြတ်တဲ့ပုံစံမျိုးပဲအဲ့ဒီထိတ်မှမှတခြားကြည့်မဲ့ဆိုရင်ဟိုမှာဖရားရဲ့ပုံတော်လို့လို့ပဲပေါ့နော်ဒီမှာကြည့်တခြားကြည့်မဲ့ဖရားပုံတော်လို့ပဲကျွန်တော်အထင်ကတော့အဲ့ဒီမှာဆိုလို့ရှိရင်တရားရောက်ကပကြီဆွဲဆွဲခဲ့တယ်လို့ပဲထင်တယ်ပဲပေါ့နော်ဒါမှမဟုတ်ဘူးဆိုရင်အဲ့ဒီလိုမျိုးလွှတ်နဲ့တိုက်ဖြတ်ပြီးတော့တခုခုနဲ့အဲ့ဒီငုတ်မှာ အခုခုနဲ့ထွန်းပြီးရယ်ဘုရားစင်တုတော်ရုပ်ပွားတော်ကိုထည့်ထားတယ်လားတော့ဒီလိုပဲကျွန်တော်တော့စဉ်းစားရပေါ့နော်ထည့်ထားတယ်လားเนาะဒီကြည့်ရှုသူတွေလည်းအားလုံးလည်းဒါဝေဖန်ကြည့်ပါကျွန်တော်တော့ဂျင်းထည့်တယ်လို့ပဲထင်တယ်ပေါ့နော်ဂျင်းမိနေပြီလို့ထင်တယ်ပေါ့နော်အာဒီလိုမတေချာကြည့်မယ်ဒီမှာတွေ့လားဒီမှာเนาะဒီမှာเนาะ ကဲဘယ်လိုမျိုးဘယ်လိုမျိုးထင်လဲပေါ့နော်ပြောသားပေးခဲ့ကြပါလို့တောင်းဆိုချင်ပါတယ် ဆိုတော့ကျွန်တော်တွေ့ကြုံတစ်ခုနဲ့ပြောပြရမယ်ဆိုရင်ထိုင်းနိုင်ငံမှာတခါလွန်ခဲ့တဲ့ဒီ2024မှာပဲပေါ့နော်ခုမှ2025ခုလာရပိုင်းမှရှိတယ်2024နှစ်အဲ့ဒီနှစ်မှာပေါ့နော်ထိုင်းမှာဘယ်လိုမျိုးတွေ့ရတာလဲဆိုရင်အဲ့ဒါလဲကျွန်တော်တို့မြန်မာပြည်သားတွေပဲဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးပွဲတစ်ခုဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတာကဘယ်လိုမျိုးလဲဆိုရင်တောင်ပိုးပေါ်မှာပေါ့နော်ကျွန်တော်တို့ဖရာမြတ်စွာဘုရားရဲ့စင်တုတော်ပေါ့နော်စင်တုရုပ်ပွားတော်ပေါ့နော် အဲ့ဒီမှာဒီမြက်ပင်နေကြားထဲမှာပေါ့နော်အဲ့ဒီတောင်ဖိုးကအဲ့ချတောင်ဖိုးအဲ့ဒီပုံမှန်တင်ထားခဲ့အဲ့ဒါကိုတရားရောက်ကသွားတွေ့တော့အာဖះကဒါဇန်ကြွပြီးတော့ဒီပုံမှာလာနေတယ်ပေါ့နော်စောစောကမရှိဘူးဘာလို့အဲ့လိုမျိုးတွေပြောချတာပေါ့နော်ဆိုတော့အခုခက်ကလည်းရေတရာခြေတာတွေကလည်းအရန်ကုန်မှအများချတယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းရှိမယ်ပေါ့နော် အဲ့ဒါတော့လည်းအာလူတွေအုံကြီးနဲ့ဒါဖျားဆန်ကြွလာတယ်ဆိုပြီးတော့အဲ့ဒီမှာ မွေးတိုင်းတွေထွန်းတယ်မိတွေထွန်းတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလောက်ကြတာပဲပေါ့နော် အခုလည်းအဲ့ဒီလိုမျိုးပဲလို့ကျွန်တော်ထင်တယ်ပေါ့နော်တရားရောက်ကအာတကိုင်းကိုလွှားနဲ့သွားဖြတ်တယ်ဖြတ်ပြီးရင်အဲ့ဒီအပေါ်မှာ ပကြီးရုပ်ဆွဲတယ်တချို့ကလည်းဘယ်လိုပြောမလဲရေရာခြေတာတွေလည်းဖြစ်ချင်လည်းဖြစ်နိုင်မယ်လို့ထင်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ရင်အဲ့ဒီဟာကိုတခုခုနဲ့အဲ့ဒီ ဂိုင်းပေါ်မှာထွင်ပြီးရင် ကျွန်တော်တို့ဒီဘုရားရုပ်ပွားတော်ကိုထည့်ထားတာလို့ပဲကျွန်တော်တို့ထင်တယ်ပေါ့နော်တပည့်ကနေမှအာတပည့်ကနေဘုရားဒီလိုမျိုးဟိုဖြစ်ပေါ်လာတယ်ဆိုတာတော့ မဟုတ်ဘူးလို့ပဲကျွန်တော်တို့ယုံနေပေါ့ထင်တယ်ပေါ့နော်ဒါဆိုတော့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေလည်းဝေဖန်လို့ရပါတယ်ဝေဖန်ပြီးတော့ကိုဝေဖန်လို့ကိုတွေးလို့ရတဲ့အတိုင်းပေါ့နော်ဒီဗီဒီယိုဖိုင်ရဲ့အောက်မှာအကြံလေးတွေလာပြီးတော့ပြုပေးလို့ရပါတယ်အာတိုက်ခိုက်တဲ့လို့ပုံစံမျိုးဆဲတာဆိုတာတွေတော့မလုပ်နဲ့ပေါ့နော်အကြံလေးတွေပေးလို့ရတယ်ဝေဖန်မယ်ဝေဖန်ပြီးရင်အကြံလေးတွေပြောပြလို့တယောက်နဲ့တယောက်ကို ဖလှယ်လို့ရတယ်ပေါ့နော် ကြံလေးတွေပြောပြပေးလို့ရပါတယ်လို့ကျွန်တော်လည်းသိချင်တာလည်းပါတယ်ပေါ့နော်ကျွန်တော်လည်းအဲ့ဒီနေရာကိုမသွားရောက်ရဘူးဆိုတော့မသွားရဘူးဆိုတဲ့ခါကျတော့တိကျပြောလို့မနိုင်ဘူးပေါ့နော်ဒါကြောင့်ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့အဲ့ဒီနေရာဒေတာတွေရလူတွေများကြီးမိတယ်ဆိုရင်အဖြစ်မှန်လေးကိုဒီဗီဒီယိုဖိုင်ရဲ့အောက်မှာလာပြီးတော့အကြံပြုပြုပေးပါလားလို့တောင်းဆိုချင်တယ်ပေါ့နော်โอเค ဒါကတော့ကျွန်တော်ရဲ့သုံးသပ်ချက်ကိုကျွန်တော်ပြောထားတာဖြစ်ပါတယ်ကြည့်ရှုတဲ့သူတွေအနေနဲ့အမျိုးတွေအနေနဲ့ဘယ်လိုမျိုးသုံးသပ်မလဲပေါ့နော်ဘယ်လိုမျိုးသုံးသပ်ပြီးရယ်ဘယ်လိုမျိုးအကြံပြုချက်နဲ့လဲပေါ့နော်အကြံလေးတွေပြုလာပေးလို့ရပါတယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲသုံးသပ်မှာဖြစ်ပါတယ်လို့နောက်ဝိဒီယိုတွေကြမှာကျွန်တော်တို့ပြန်လည်စုစည်းကြမယ်နော်အားလုံးဘိုင်ဘိုင်